ပိုင်းခုနှစ်လွတ်လပ်သူလိုလမ်းလျှောက်ပါဒီမနေ့ကျွန်တော်ထောင်ဝင်းထဲကိုဝင်လာတော့တတိရှိရှိနဲ့လမ်းဝင်ခဲ့တယ်ကျွန်တော်ဘာကိုတတိထားမိတယ်လဲဆိုတော့ထောင်ဝင်းအတွင်းကလေးရှူရတဲ့အရာသာအပြင်းမလို့ပဲကျွန်တော်ကောင်းကင်ကိုမော့ကြည့်တယ်အပြင်းမတော့ကမြင်ရတဲ့ကောင်းကင်ပြားပဲထောင်ဝင်းထဲမှာမျက်ပင်တွေပန်းပွင့်နေရလဲ အပြင်အတိုင်းပါပဲကျွန်တော်ခြေလမ်းတိုင်းဟာလည်းအပြင်မှလိုခိုင်ခန့်နေတယ်လွတ်လပ်နေတယ်ဒီတော့ကျွန်တော်အမြင်ပြောရရင်ဒီထံတွင်မှလည်းခမားတို့တတိအကျင့်အောင်အောင်မြင်မြင်ခြင်းနိုင်ဖို့ကိုယ်တွင် လွတ်လပ်မှုယုံကြည်မှုတွေရလာစေဖို့မဖြစ်နိုင်เสียမှရှိဘူးလမ်းလျှောက်တဲ့အခါအသက်ကိုရှူသွင်းခြေလမ်းတစ်လမ်းနှစ်လမ်းလှမ်းလိုက် လူတယောက်ရအနံမဲကိုစိတ်ထဲကခေါ်လိုက်ပါခမားချရတဲ့သူတယောက်ခမားကိုကျင်နာသူပျော်ရွှင်စေသူသူ့ကြောင့်တွေးလိုက်ရင်ခွန်အားဖြစ်စေသူလမ်းဆန်းစေသူစတဲ့သူတယောက်ရောက်ပေါ့ဥပမာဒေးဗစ်ဆိုတဲ့သူဆိုပါစို့အသက်ရှူသွင်းလိုက်ရင်ခြေလမ်းနှစ်လမ်းလှမ်းနေလမ်းနေရင်ဒေးဗစ်ဒေးဗစ်လို့စိတ်ထဲကခေါ်လိုက်ပါ အသက်ရှူထုတ်လိုက်ရင် နောက်ထပ်ခြေနှစ်လမ်းလှမ်းလိုက်လှမ်းနေရင်လည်းငါဒီမှာငါဒီမှာလို့စိတ်ကနေရေရွတ်လိုက်ပါတခြားဘာကိုမှမစဉ်းစားပါနဲ့ဒီလမ်းလျှောက်တာရေ အသက်ရှူတာရေဒေးဗစ်ရေကိုပဲအာရုံထားပါအဲ့လိုဒေးဗစ်ဒေးဗစ်ငါဒီမှာငါဒီမှာလို့လမ်းလျှောက်ရင်ရွတ်ဖက်များလာတဲ့အခါခမည်းဟာ ဒေးဗစ်နဲ့အတူတူအေးအေးချမ်းချမ်းလမ်းလျှောက်နေတယ်လို့ခံစားလာရမယ်ဒီလိုပဲကဘာကြီးကိုနာမည်ခေါ်ပြီးလမ်းလျှောက်လို့လည်းရတယ် art art here i am here i am ကဘာကဘာငါဒီမှာငါဒီမှာလို့ကဘာကြီးဆိုတာကျွန်တော်တို့ရဲ့မိခင်ကြီးပါ သူကကျွန်တော်တို့အတွက်အမြဲရှိနေတယ်လေစားတောက်တွေထုတ်ပေးတယ် အသက်ရှင်အောင်လုပ်ပေးတယ်။ကျွန်တော်တို့ကောင်းကောင်းဆူဆူလက်ခံတယ်။ဒါကြောင့်မိခင်ကပါကြီးကိုကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်ဟာသူ့နာမည်ခေါ်ပြီးကျွန်တော်ရှိနေချောင်ပြောတာပါ။ဒါဟာလည်းသတိကျင့်စဉ်တစ်မျိုးပါ။အဲ့ဒီလိုသာခမားပုံမှန်လေးကျင့်လိုက်ရင်ရဲအနေငယ်လာအနေငယ်အတွင်းမှာတိတိတသာထူးခြားလာပါလိမ့်မယ်။ ကိုယ်ခန္ဓာကိုယ်တွေကဓာတ်တွေနဲ့ထိတွေ့တတ်အောင်လေ့ကျင့်ဖို့လည်းလိုပါတယ်။ဒီဓာတ်တွေကကျွန်တော်တို့လမ်းဆန်းစေတယ်။ယောဂါတွေပျောက်စေတယ်။ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတဲ့ဓာတ်တွေကိုအဝင်ခံလေးရှိတယ်။အဲ့လိုဝင်လာရင် ကျွန်တော်တို့ဟာစိတ်တူလာတယ်။စိတ်ဆိုးလာတယ်။စိတ်ဓာတ်ကျလာတယ်။ကျွန်တော်ဆရာဗုဒ္ဓကပြောတယ် ဘယ်အရာမှအဆမရှိပဲအသက်မရှင်နိုင်ဘူးတဲ့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုအမုန်းတရားတို့ဟာစိတ်အဆမရှိပဲမရှင်သန်နိုင်ပါဘူးခမည်းမအမုန်းတရားဖြစ်နေတယ်ဆိုပါစို့ဒီအမုန်းပင်ကို ရှင်သန်အောင်ခမည်းကအဆကျွေးနေတယ်ရေလောင်းနေတယ်ဒီတော့ဘယ်အဆအာဟာရဟာဒီစိတ်ကိုကြီးထွားအောင်လုပ်နေတယ်လဲဆိုတာအသေးချာသိအောင်လုပ်ပြီးအဆဖြတ်တောက်ရမယ်လို့ဗုဒ္ဓကအကြံပေးတယ် အဲ့လိုသာဖြတ်တောက်နိုင်ခဲ့ရင်ခမားရဲ့အမုံတရားတွေစိတ်ညစ်တာတွေဟာတဖြည်းဖြည်းသေးငယ်ပပျောက်သွားမယ်ဒီလိုသိနိုင်ဖို့တတိအချက်လိုပါတယ်တတိအချက်နေစဉ်ဘဝမှာ မရှိရင်တော့ကျွန်တော်တို့ဟာပတ်ဝန်းကျင်ကအစိတ်တွေကို ကြည်ရင် နားထောင်ရင် စိတ်အစာကျွေးနေတတ်ပါတယ်အဲ့ဒီကနေဒေါသတွေအမုံတွေဟာ အစိတ်စားပြီးကြီးထွားလာကြတယ် နေ့စဉ်ဘဝမှာအစိတ်အထောက်ရနိုင်တဲ့နေရာများစွာရှိပါတယ်။ဥပမာ TV ကြည့်ရင်ဒေါသထွက်နေတာမျိုးပေါ့။တကယ်လို့ဝင်လေထွက်လေအပေါ်မှာသတိရှိနေတယ်ဆိုရင်ဒါဟာငါဒေါသကိုကြီးထွားစေတဲ့အစိတ်ပဲလို့သိလာမယ်။အဲ့ဒီတော့အချိန်မီတားလိုက်နိုင်တာပေါ့။သတိရှိရှိနေခြင်းဆိုတာအဲ့လိုအစိတ်အထအမျိုးမျိုးကိုမတုံးဆွဲမိအောင်ဝင်မလာအောင်နေထိုင်ခြင်းပါ။အဲ့လိုအစိတ်တွေ အစား အံ့ဖွယ်ရာလမ်းဆန်းရာခွန်အားဖြစ်ရာထိတွေ့နိုင်အောင်ကြိုးစားခြင်းပါဒီအရာတွေကခမည်းခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်မှာအပြည့်ရှိပါတယ်